လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကစကောင်းဝိုင်းလေးတစ်ခုမှာလူသားဟာလုံးအတွက်လွတ်မြောက်ရာလမ်းရဲ့ရုပ်ဝတ်ချက်ကိုဖော်ထုတ်ချက်တယ်ဆိုရင်ကောဟုတ်ပါတယ်အဲ့ဒီလမ်းကဘာလဲဘလို့သွားရမလဲဆိုတာကိုဒီနေ့အတူတူလေ့လာကြည့်ကြရအောင်ဒီလမ်းကမြက်ဘူးကျရဲ့သွန်းတင်ချက်တီလီလက်လက်ဆက်ဆက်ရှိနေသေးတဲ့အချင်းကာလတစ်ခုမှာအစားပြုခဲ့တာပါအမှန်တရားကိုတကယ်တစ်ချင်းစိတ်ပြင်းပြနေတဲ့တူပဆိုတဲ့လူငယ်လေးအယောက်ဟာအရှင်အာနန္ဒာကိုအရေးကြီးတဲ့မိခွန်းတစ်ခုမေးဖို့ရောက်လာခဲ့တာပါအဲ့ဒီမှာတူပက တကယ်ကိုအဓိကကြတဲ့မေးခွန်းတစ်ခုကိုမေးလိုက်တယ်။မြတ်ပုထောရဲ့တရားတော်တွေဒီလောက်များပြားတဲ့အချိန်မှာအဓိကအကြဆုံးအနစ်သာရကဘာလဲဗျာဆိုပြီးမေးလိုက်တာပါ။အေးဒီမေးခွန်းကပဲဒီနေ့ကျွန်တော်ရဲ့ရှင်းလင်းတင်ဆက်မှုတစ်ခုလုံးကိုလမ်းညွှန်ပေးသွားမှာဖြစ်ပါတယ်။အရှင်အာနန္ဒာရဲ့အဖြေကတိုတိုလေးငယ်လူရင်းပဲ။ ကိုတော်ကမြက်ဖုထအမြဲချီးကျူးဟဲ့လေအရိယခန္ဓာ၃ပါးဆိုရဲအကြောင်းကိုပြောပြခဲ့လေဒါကိုလွယ်လွယ်ကူကူနားလည်အောင်ပြောရရင်တော့ဗျာလွမြောက်မှုစီကိုတွားနိုင်တဲ့ပြည့်ပြည့်စုံတဲ့လမ်းပြမီပုံကြီးတစ်ခုပါပဲကဲဒီလမ်းပြမီပုံကိုတစ်ချက်ကြည့်လိုက်ရအောင်ဒါဟာအစင်၃စင်ပါတဲ့ခီးတစ်ခုလိုပါပဲတီလာဆိုတဲ့အခြေခံအုံးမြေကနေစမယ်ပြီးရင်တမာတိဆိုရဲစေရတည်ညီမှုကိုတိဆောက်မယ်နောက်ဆုံးမှာတော့ပညာဆိုတဲ့အဆုံးစုံပန်းတိုင်ကိုတွားရမှာပါ ဆိုတော့အဆင့်တစ်ခုချင်းစီကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ဗျဟော်ပီပထမဆုံးအဆင့်ကတော့ဒီလဒါမှမဟုတ်ကိုချင်းတရားဆိုင်ရာအခြေခံအုံမြင့်ကိုတိဆောက်ခြင်းကနေစတင်ပါ ರಿ ဒါခရီးတစ်ခုလုံးအတွက်အခိုင်အမာဆုံးဖောင်ဒေးရှင်းကိုချတာပါပဲဒီနေရာမှာဒီလနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတာကဒါတင်းကျက်တဲ့စည်းကမ်းတွေကြီးပဲမဟုတ်ဘူးဆိုတာပါပဲသူရဲ့အထီးကရွေချက်ကကိုစိတ်ထဲမှာလုံခြုံမှုတင်းငင်မှုကိုတိဆောက်ပေးတဲ့လူရက်တွေဖြစ်နေတာပါ သိရှိတဲ့အပေါ်မေတ္တာထားတာမှမကန်ကန်ပြောဆိုလာတွေကစိတ်ရဲ့တည်ငြိမ်မှုအထရအစာပြောပေးတဲ့အခြေခံအုံမြင့်တွေပေါ့တီလာရဲ့ချိုးကျစုကိုဒီဥပမာကကွက်ကွက်ကွင်းကွင်းကိုပေါ်ပြောင်းနေတာစဉ်းစားကြည့်လေကိုယ့်ရဲ့လောရက်တွေမှန်ကန်နေတယ်ဘယ်သူကမှထိခိုက်နေတာအောင်မလုပ်ထားဘူးဆိုရဲ့နောက်ွယ်ကန်တွေပါအန်ဒရယ်များလာမလဲဆိုပြီးစိုးရင်ကြောက်လန့်နေစရာမလိုတော့ဘူးအဲ့ဒီလိုစိတ်ရဲ့လွတ်လပ်မှုမျိုးကိုခံစားရစီတာပါဒါပေမဲ့ဒီခီးကဒီမှာမဆုံးသေးပါဘူးဒီလုံခြုံမှုကအစားပဲရှိသေးတယ် အရှင်အာနန္ဒာကရှစ်ဆက်ရမဲ့ခီးရှိသေးကြောင်းသူ့ဘောက်ကိုတတိပေးလိုက်ပါတယ်။ထို့ထက်ပူဖွဲ့ကိစ္စရှိသေးတယ်။ဒီစကားကနောက်တဆင့်ကို တက်လန်းဖို့ကစိတ်လှရှာမှုကိုပိုပြီးဖြစ်စေပါတယ်။အခုဆိုရင်လန်ခီးရဲ့ဒူအီယာစင်ဖီတဲ့အတွင်းဆက်ကိုလေ့ကျင့်ပေးတဲ့အပိုင်းကိုရောက်လာပါပြီ။ဒါကတော့စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်တဲ့တမာဒီရဲ့အကြောင်းပါပဲ။သမာဓိကိုဒီစောက်တေးဆိုတာကစိတ်ကိုလေ့ကျင့်ပြတာပေါ့ ဒါပေမဲ့လေးချင်းခါမလောက်ခင်မှာစိတ်ကိုဝင်ပြေးစေတဲ့နောက်ဆက်နေတဲ့အတားရှိ၅ခုကိုအရင်ဆုံးရှင်းပြဖို့လိုပါတယ်။ဒီအတားရှိတွေကိုတော့နိဝရဏတရား၅ပါးလို့ခေါ်ပါတယ်။ကဲပထမဆုံးအတန်းအစီကတော့ကာမဂုဏ်အာရုံတွေကိုအလွန်အကျွံတတ်မှတ်ခြင်းပါပဲ။ဒီအခြေအနေကိုအကျွေးတင်နေတာနဲ့ဥပမာပေးထားတာတိတ်ကောင်းရပါပဲ။အကျွေးရှိနေတဲ့သူတယောက်ဟာစိတ်ထဲမှာအမြဲတမ်းလေးလံပြီးမလွတ်လပ်တဲ့လိုမျိုးပေါ့။ ဒါပေမဲ့ဒီတက်မှတ်မှုတွေနဲ့ကြော်လွားနိုင်သွားတဲ့အခါမှာတော့အကျွေးတွေအလုံးကြည်သွားပြီးပေါပန်းလွတ်လပ်သွားတဲ့ခံစားချက်မျိုးကိုရရှိစေပါတယ်။ဒုတိယအတားအဆီကသူ့တပားအပေါ်မီလိုမုန်းတီးတဲ့စိတ်တဟာနာဒရှင်ယောဂတစ်ခုလိုပဲကိုယ့်ရဲ့စိတ်ခွန်အားတွေကိုတဖြည်းဖြည်းတိုက်စားနေရ။ဒါပေမဲ့ဒီမုန်းတီးမှုတွေပျောက်ကင်းသွားတဲ့အခါမှာတော့နာမကျန်းရာကနေပြန်လဲချမ်းမလန်းဆန်းလာတယ်လို့မျိုးစိတ်ရဲ့ချမ်းသာမှုကိုအပြည့်အဝပြန်ခံစားရစေမှာမှာ။ဒတိယအတားအဆီကတော့စိတ်ရဲ့လေလံထိုင်းမိုင်းမှုပါ။ ဒီအချိန်တွေကထောင်ကျနေသလိုပဲတဲ့စိတ်ကဘာမှလူချင်းခိုင်တဲ့စိတ်မရှိဘူးခြုံနှောင်းခံထားရသလိုလေးလက်နေတာဒီတိုင်းမိုင်းမှုတွေကနေလွမြောက်သွားတဲ့အခါမှာတော့အချို့အနောင်တွေကနေလွတ်လာပြီးလွတ်လက်ပေါ်ပါသွားတဲ့ခံစားချက်ကိုရရှိစေပါရယ်စက်တုထအထားအစီကတော့စိတ်မတည်မငြိမ်ဖြစ်ပြီးအမြဲတဆေဆိုးရင်ပူပန်နေတာဒါဟာကိုယ်စိတ်ရဲ့ချမ်းပြန်ဖြစ်နေတယ်လို့ပဲစိတ်ကခိုင်တဲ့အတိုင်းပူပန်နေရပြီးကိုယ်တဘောနဲ့ကိုအေးအေးချမ်းချမ်းကိုမနေနိုင်ဘူး ဒီလိုကနားမြင်မှုတွေကနေလွတ်မြောက်သွားတဲ့အခါမှသာကိုယ်စိတ်ကိုကိုဖြန့်ပိုင်တယ်တကယ်လွတ်လပ်တူတယောက်ဖြစ်လာမှာပါနောက်ဆုံးအတားစီကတော့ယောမာတန်တရာဖြစ်ချင်းပါဒါဟာတက္ကနာရတဲ့မှာလမ်းပြောင်းနေတဲ့ခီးသွားတယောက်လိုပဲဘယ်လန်းကမှန်လဲဘယ်ကိုဆက်သွားရမလဲဆိုတာမသိပဲတီဝီနေတဲ့အချင်းဒီမျိုးပေါ့ဒီတန်တရာရဲ့ရှင်းလင်းသွားတဲ့အခါမှာတော့လမ်းမှန်ကိုပြန်တွေ့ပြီးကိုယ့်အင်ကိုဘေးခင်းလုံကျွန်းစွာဖြန်အောင်သွားတယ်လို့မျိုးစိတ်ရည်တည်ငင်အေးချမ်းမှုကိုရရှိစေပါတယ်ဆိုတော့စဉ်းစားကြည့်ပါ ဒီဆက်ရဲ့ဝင်ထုတ်ဝင်ပို၅ခုကိုဖယ်ရှားပြီးတော့တဲ့အခါ ဖာကြံခဲ့မလဲအဖီကတော့ပကတိအေးချမှုပါပဲနှစ်သက်ဝဲမြောက်မှုတွေသူ့လိုလိုဖြစ်ပေါ်လာပြီးခန္ဓာကိုယ်ရောစိတ်ပါ အလုံးအမြင်တည်ငြိမ်အေးချမ်းသွားပါတယ်အခုဆိုရင် စိတ်ခါအင်မတန်တည်ငြိမ်ပြီးစွမ်းအားကြီးမားနေပြီဒါပေမဲ့အရှင်အာနန္ဒကခီးရဲ့အဆုံးစွန်ပန်းတိုင်ကိုမရောက်သေးကြအောင်ထက်ပြီးတော့တတိပေးလိုက်ပြန်ပါတယ်ထိုထက်ပြုတ်ဝဲကိစ္စရှိသေးသေးတဲ့ ဒါဟာနောက်ဆုံးအဆင့်ထစ်တဲ့ပညာပိုင်းကို ရောက်ဖို့အတွက်အရှင်ယူလိုက်တာပါပဲကဲအခုတော့လန်ခီရဲ့အထုအထိတ်ထွေတဲ့တတရအဆင့်ကိုရောက်လာပါပြီဒါကတော့တီဂျီနေတဲ့စိတ်ကနေတဲ့စဉ်အမှန်တရားကိုထိုးထွင်းသိမြင်တဲ့ပညာဉာဏ်ပေါ်ပေါက်လာပုံအကြောင်းပါပဲစိတ်ဟာအပြည့်အဝတည်ငြိမ်သွားတဲ့အခါမှာအံ့ဩစရာကောင်းတဲ့စွမ်းရည်တွေပေါ်ပေါက်လာနိုင်တယ်လို့ဆိုပါတယ်ဥပမာအားဖြင့်ရှေးဘွားတွေကို ပြန်အမတ်ရနိုင်တာမျိုးကံတရားရဲ့အလုတ်လုတ်ပုံကိုနားလေသွားတာမျိုး နောက်ဆုံးမှာတော့အရာအလုံးရဲ့ပကတိအမှန်တရားကိုတိုက်ရိုက်မြင်နိုင်တဲ့စွမ်းရည်တွေအထိပေါ်ပေါက်လာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုစွမ်းရည်တွေကပန်းတိုင်မဟုတ်ပါဘူး။သူတို့ဟာစင်းရဲဒုက္ခဆိုတာဘာလဲ။ဘာကြောင့်ဖြစ်တာလဲ။ဘလို့ခြုံငင်းရောက်လို့ရမလဲဆိုတာကိုအပြည့်အဝနားလည်ဖို့အတွက်အထောက်အကူပြုတဲ့ကိရိယာတွေများတာဖြစ်ပါတယ်။ပညာဉာဏ်ရဲ့အခြေအနေကိုဒီဥပမာလေးနဲ့မြင်ယောင်ကြည့်လိုက်ပါ။ လုံးဝကြည်လင်နေတဲ့ရေခံတကန်လိုပါပဲအနေအနစ်အားလုံးထိုင်သွားလို့ရေအောင်မှရှိတဲ့ကြောက်စရစ်ခဲတွေငါးလေးတွေကိုသူတို့ရဲ့ပကတိအရှိအတိုင်းထင်ထင်ရှားရှားမြင်နေရတယ်လို့မျိုးအမှန်တရားကိုဘာအစွဲဘာအမောင်မမပါပဲမြင်နိုင်တဲ့အခြေအနေကိုဆိုလိုတာပါဒီလိုအမှန်တရားကိုကိုယ်တိုင်သိမြင်သွားတဲ့အခါမှာတော့လွတ်မြတ်မှုတဲ့အဆုံးစုံအထည်ညာကိုရရှိသွားပြီပေါ့ အဲ့ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ဒီဘဝအထက်လွတ်ဆရာရှိတာအာနုံပြီးဆုံးသွားပြီးနောက်ထပ်ဘာမှထပ်လွတ်ဆရာမလိုတော့ဘူးဆိုတဲ့အတိအကျပါပဲဒီရှင်းလင်းချက်ကိုအစားဆုံးကြားပြီးတဲ့အခါမှာတော့မေခွန်မြေခဲ့တဲ့သူပါဟာအတိုင်မတိဝံမြောက်သွားပါတယ်အရှင်အနန္တရဲ့ရှင်းပြချက်ကမော်ထားတာကိုလမ်းပြလိုက်တယ်လို့လမ်းပြောင်းနေသူကိုလမ်းပြလိုက်တယ်လို့ရှင်းလင်းပြတာလွန်းတယ်လို့သူကချီးကျူးခဲ့ပါတယ်ဆိုတော့နှစ်တောင်ကြာကြတဲ့အတိုင်ဒီလမ်းစဉ်ဟာဒီရှိနေသေးပါမေခွန်ကတော့ဒီလွမြောက်ရာလမ်းဟာ ဘဒူအထက်ဖြစ်ပြီးဘယ်နေရာကနေစတင်မှလဲဆိုတာပါပဲ။ဒါဟာကိုရိုင်းစင်ချင်းတုံးတက်ဖို့ခြံထားခဲ့တဲ့မိကုန်းတစ်ခုသာဖြစ်ပါရဲ့။